ထမအဆုံးမွေးတဲ့တာဦးလေးမှာသူမလိုပဲမျက်နှာအမှတ်ပါလာခဲ့တာကြောင့်အန်အောဝန်းတာမဆုံးဖြစ်နေရတဲ့တရုတ်ဆောင်နေကြည့်ဦးမင်္ဂလာပါပရိသတ်ကြီးရှင် beauty vlogger တယောက်အနေနဲ့နှုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့တဲ့နေကြည့်ဦးဟာနောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားကြီးတွေလက်ခံရှိုက်ကိုတဲ့အထိတရုတ်ဆောင်တယောက်အနေနဲ့ပါရက်တီလာခဲ့တာဖြစ်ပါတယ်အခုလက်ရှိမှာတော့တရုတ်ဆောင်နေကျူးကချေရတဲ့သူနဲ့အိမ်အောင်ပြုခဲ့ပြီးရှင်သွေးလေးကိုလည်းတန်းယူခဲ့တာကြောင့်အနုပညာလုပ်တင်တဲ့ခေတ္တခဏဝေးကွာနေခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်မှလည်းတရုတ်ဆောင်နေချေဦးကသူမဘဝရဲ့ပထမဦးဆုံးသားဦးလေးကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျန်းမာရေးဆောင်ရှားမှုအပြည့်နဲ့မွေးဖွားသန့်စင်ခဲ့တာပဲဖြစ်ပါတယ်။ထူကြတာကတော့နေချီဦးရဲ့သားဦးလေးမှာတော့နေချီဦးလိုပဲမျက်နာမှာအမှတ်ပါလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေအလုံးသိထားပြီးသားအတိုင်းတရုတ်ဆောင်နေချီဦးဟာလည်းနှာခေါင်းနဲ့မျက်လုံးချားထဲမှာအမှတ်အကြီးကြီးပါနေခဲ့ပြီးတော့သူမအနေနဲ့အချိန်တိုင်းလိုလိုမိတ်ကပ်လိမ့်ထားရတာလည်းဖြစ်ပါတယ်။ အခုသူမရဲ့သားလေးမှလည်းမျက်လုံးတဝိုက်မှာအမတ်အနီအကြီးကြီးပါနေခဲ့တာကြောင့်အမေနဲ့တထရာတည်းတူတဲ့သားလေးအဖြစ်နေကြည်ဦးကတော့ဝမ်းသာကြည်နူးမဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်ပြောဆောင်နေခြင်းဟာအနုပညာအလုံးမလုံးခင်ကလေးကမိဘတွေကပြည့်စုံချမ်းသာကြွယ်ဝတဲ့နေရာကမို့အခုလိုခလေးမွေးဖွားတဲ့အချိန်မှလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ကတရက်ကို350ကျော်ပေးရတဲ့ဆေးရုံအခန်းမှာကျမကြီးဆောင်ရှားမှုအပြင်နဲ့တလားကျော်ကြာနေထိုင်ပြီးတော့မိဖွားခဲ့တာလည်းဖြစ်ပါတယ်။ သူမဟာဘန်ကောက်မြို့ကလူချမ်းသာတွေအတွက်သာဝန်ဆောင်မှုပေးတဲ့တမ်းမဲကြီးစေယုံကြီးမှာတွားရောက်မိဖွားခဲ့တာဖြစ်ပြီးသူမနေထိုင်ခဲ့တဲ့တီးတန့်အခန်းဟာတရက်ကိုမြန်မာငွေ350ကျော်ပေးသွင်းရတဲ့အခန်းမျိုးဖြစ်တယ်လို့သိရပါတယ်တရုတ်ဆောင်လေးကြီးဦးကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေအနေနဲ့လည်းချစ်စရာသားဦးလေးကိုအောင်မြင်စွာမွေးဖွားတန်းစေခဲ့တဲ့တရုတ်ဆောင်လေးကြီးဦးအတွက်ဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ကြပါအောင်ရှင်။